အားလုံးပဲမင်္ဂလာပါရှင် Golden မြန်မာ Channel ရနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရီမိသားစုအတွက်အားကြီးတဲ့တားရဲမွေစိုးကိုတကူတော်ရင်ဆိုင်တဲ့တရိတ်ဆန်လေးချောင်းကိုဒီကနေ့မှမျှဝေပေးပါပါမြောက်အမေရိကရဲ့ကျေပြန်းလာတဲ့မြက်ခင်းပြင်ကြီးပေါ်မှာ Black Day Prairie Dog လို့ခေါ်တဲ့ချစ်စရာတရိတ်ဆန်လေးတွေနေထိုင်ကြပါရီသူတို့ကမိသားစုတွေစုပေါင်းပြီးတော့နေထိုင်ကြတာပါသူတို့ရဲ့ကိုလိုနီတစ်ခုစီမှာဒါဇင်နဲ့ချီတဲ့မိသားစုတွေပါဝင်ကြပါရီနောက်ပြီးတော့အဲ့ဒီအဖွဲ့အစည်းပုံကလည်းလူတွေလိုပဲနှီးစက်နေကြနေတာပါ အရေးကောင်လေးတွေကမြေအောက်မှာကျင်းတူပြီးတော့နေထိုင်ကြပါတယ်ကျင်းတူတာတော့မှရိုးရိုးတူတာမဟုတ်ပါဘူးအထဲမှာလည်းလိုင်ကောင်းတွေနဲ့ချိတ်ဆက်ထားကြတာပါသူတို့ရဲ့မြေအောက်လိုင်ကောင်းကိုရဲ့ကြီးရလက်ရမြောက်တဲ့မြေအောက်မျိုးတော်တစ်ခုလိုပါပဲ20မေလရောက်ပြီဆိုတာနဲ့သူတို့ရဲ့မျိုးလေးကအသက်ဝင်လှုပ်ရှားလာကြတာပါဒီချိန်ကတားပေါက်ချိန်လေးဖြစ်နေတာပါသူတို့ရဲ့၆ပတ်သားအရွယ်လေးတွေကိုလှိုင်ကောင်းအပြင်ဘက်ခေါ်ထုတ်ပြီးတော့ပတ်ဝန်းကျင်နဲ့မိတ်ဆက်ပေးပါရီ။နောက်ပြီးတော့အပြင်လောကကြီးမှာရှင်သန်နိုင်မှုအတွက်အစာရှာတတ်ဖို့စားတဲ့ကိစ္စတွေကိုသင်ကြားပေးရတော့မှာပါ။ ဒီအချိန်မှာပေါက်တဲ့မြက်ပင်လေးတွေတစ်ပင်လေးတွေကသူတို့ရဲ့အကြိုက်ဆုံးအစားအစာကွင်းဆက်လေးဖြစ်ကြပါတယ်ပြောရမယ်ဆိုရင်တော့သူတို့ကြက်စားတဲ့နေရာကပွင့်လာတဲ့လွင်ပြင်ကျဲကြီးဖြစ်ပါတယ်။ဒီလိုနေရာမှာရက်တီရှန်တန်ရတာကအရန်ကိုစွန်စားနေရတာပါ။လုံခြုံရေးအတွက်အမြဲတမ်းတရေထားကြရပါတယ်။လင်းယုံတွေတိမ်ငှက်တွေရသူတို့ကိုအစာကောက်ဖို့အတွက်ကောင်းကင်ယံမှာဝဲပြန်ပြီးတော့အမြဲချောင်းနေတတ်ကြပါတယ်။ ကာရော့တီမြေခွေးတွေရလဲလစ်တာနဲ့ဝင်ဆွဲဖို့အတွက်ခွင့်ရေးကိုစောင့်နေကြတာပါဒီဒရိုက်ဆန်လေးတွေရအားသာချက်ကတော့လွင်ပြင်အနှံ့မှာလိုက်ဖောက်ထားတဲ့သူတို့ရဲ့ကျန်းလေးတွေပါပဲဒလိုသားရဲလေးတွေလာပြီးဆိုရင်တော့ကျန်းတဲ့ကိုဝင်ပြီးတော့ပုံကြရတာပါဘလိုပဲဖြစ်ဖြစ်ပါမိသားစုလုံးကြုံစေဖို့အတွက်အဖေဖြစ်တဲ့သူပါလုံးဝအုတ်တုံတောင်းဝင်ယူပေးရပါတယ်သူကကင်းဆောက်အချက်ပြရတာရှိသလိုလိုအပ်ပြီးဆိုရင်တော့သူ့ထက်ကြီးတဲ့ချင်းချောက်လာတဲ့သူတွေကိုတိုက်ခိုက်ရတာပါ တိုင်းရင်ငက်တွေမြေခွေးတွေထက်သူတို့ကိုစိတ်နှောက်ရှက်ပို့ပြီးတော့ပေးနိုင်တဲ့အကောင့်တစ်မျိုးလဲဒီလွင်ပြမှာရှိလို့နေတာပေါ့အဲ့ဒါကတော့ bull snake လို့ခေါ်တဲ့မျိုးတွေပါပဲအဲ့ဒီမျိုးတွေရာလဲတော်တော်လေးလဲတောင်းချမ်းကြပါတယ်ဇွေးရာလဲတော်တော်လေးကောင်းလာပါတယ်သူတို့ကသားကောင်တွေကိုခန္ဓာကိုယ်နဲ့ရက်ပတ်ပြီးတော့မှမျိုးချတတ်တာပါဒီချိန်ဆိုရင်တော့ black tail prairie dog လေးတွေကသားပေါက်တဲ့အချိန်တစ်ခုဆိုရင်လဲသိရပါတယ်နောက်ပြီးတော့မျိုးဖြစ်တဲ့အတွက်တွင်းတွေတဲကိုဝင်ပြီးတော့လဲအစားရှာနေနိုင်တာပါ အခုလည်းမွေးစည်းတကောင်ကသူ့ရဲ့အစာအတွက်အမဲလိုက်ထွက်နေခဲ့ပါပြီ။ဒါကို Black Tail ကောင်းဆောင်အထီးကလည်းတရိပ်ထားမိခဲ့ပါတယ်။သူကအပြင်ဘက်ကိုတကောင်နဲ့ထွက်ပြီးတော့အလုံးစုံမှုရှီလာဆိုရာရီကိုကင်းထောင်နေတာပါ။ကလေးရီနဲ့အမရီကတော့တွင်းဝနာမှာကြံ့ရင့်နေခဲ့တာပါ။သူအချက်ပြမှတွင်းဝကနေခွာပြီးတော့အစာရှာမှဖြစ်ပါရီ။ဒီကနေ့မှတော့သူတို့အတွက်အန်နီယရီနဲ့ပဲပြည့်လို့နေတာပေါ့။အစောပိုင်းတုန်းကလေတိုင်းငန်းနဲ့မြေခွေးတွေကြောင့်တွင်းဝကနေမထွက်ခွာရပဲနဲ့အချိန်နေစောင့်ကြည့်နေရတာဖြစ်ပါတယ် ဒီချိန်မှာကင်းဆောင်နေတဲ့အထီးကောင်ကကြီးကြီးကြကြအတန်ပေးပြုံ NHC ကြောင့်အချက်ပြလိုက်ပါတယ်။အဲဒီချိန်ထိအကောင်ပေါက်လေးတွေကတွင်းဝါကနေတရီအနေထားနဲ့စောင့်နေကြတာပါ။ငွေကြီးကတော့တွင်းနေတဲ့ကိုဝင်ကြည့်ဖို့အတွက်ဥတည်နေပါပြီ။သူ့ရဲ့ကလေးတွေရှိတဲ့တွင်းမဟုတ်လို့ Black Deal အထီးကောင်ကလည်းသွားပြီးတော့မတားသေးဘဲနဲ့စောင့်ကြည့်နေပါတယ်။မွေကြီးတွင်တဲ့ကိုဝင်သွားတော့လေစိုးရိမ်စိတ်တွေနဲ့ငုံကြည့်နေခဲ့တာပါ။လှိုင်ကောင်းကနေကလေးတွေစီကိုရောက်သွားမှစိုးရိမ်လိုပါပဲ။ ခဏကြာတဲ့အချိန်မှာတော့မွေကတွင်းထဲကနေပြန်ထွက်လာပါတယ်။ပြီးတော့ကလေးတွေရှိရာစီကိုဥတီနေကြတော့တာပေါ့။ဒီအချိန်မှာတော့ Black Day အထိလဲမွေကြီးကိုမရင်ဆိုင်လို့မရတော့ပါဘူး။သူတို့မိသားစုရှိရာဘက်ကိုသွားရတော့မှာပါ။အဲဒါကြောင့်မွေရဲ့အမိကိုကင်လိုက်ခနာကိုကိုကုတ်လိုက်တဲ့နောက်ဆက်နေပါတယ်။ဒီကြားထဲမှာအန်နီရရှိတဲ့ဆိုတဲ့အကြောင်းကိုမိသားစုစီအချက်ပြနေကြတာပါ။မွေကြီးကတော့သူ့ကိုနောက်ဆက်တဲ့ Black Day အထီးကောင်ကိုရံပြူဖို့စူးစမ်းပါသေးတယ်။ဒါပေမဲ့ဟိုကလည်းလှင်ပါတယ်။ရှောင်ထွက်သွားတော့ပါ ပြီးတော့မွေကြီးခီးကြီးဆက်မယ်ဆိုရင်တော့ပြန်နှောက်ရှက်ပါတယ်ဒီလိုနဲ့ကြာလာတော့မွေကြီးလည်းအာယုံနောက်လာခဲ့ရတာပါအဲဒါကြောင့်သူရဲ့ဦးတီချက်ကိုတခြားတစ်ဖက်စီကိုပြောင်းလိုက်ပါတယ်တခြားမှာပဲအစာရှာတော့မယ်ဆိုတဲ့အတွင်းနဲ့ပါအဲ့ဒီအချိန်မှာတော့ Blood Day Prairie Dog တွေရဲ့မြို့လေးတရားလည်းပြန်ပြီးတော့ငြိမ်သက်သွားခဲ့ပါပြီကောင်းဆောင်အထီးကောင်ကကလေးတွေကိုအပြင်ခေါ်ထုတ်ဖို့အတွက်အချိန်လေးကိုဆက်လက်စောင့်ကြည့်နေရင်းဒီကနေ့ရဲ့ Golden မြန်မာ Channel ကထုတ်လွှင့်ပေးခဲ့တဲ့ဗီဒီယိုလေးကိုတလောင်းနဲ့ပဲအဆုံးသတ်လိုက်ပါတော့မယ်နော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်